Hey yo what's up ဒီနေ့မှာကျွန်တော် editing ကို overlay နဲ့ဘယ်လို edit လုပ်မလဲဆိုတာ sharing လုပ်ပေးပါမယ်ဥပမာဒီ video လေးအတိုင်းလေးပေါ့နော်ဒါလေးတစ်ချက်ကြည့်လိုက်ပါ โอเคဒီဗီဒီယိုရဲ့အတိုင်းပေါ့နော်ကျွန်တော် overlay edit လုပ်ပြတယ်ပေါ့နော် nice တပ်ကထားဝင်မယ်ဖုံးစံအတိုင်း you project လေးကိုနှိပ်မယ်တမုတ်တမုတ်လေးရေးပါပေါ့နော် overlay ဆိုလို့ရှိရပါပေါ့နော်အဲ့ကောင်လေးတစ်ချက်နှိပ်ပါပြီး add overlay ကိုတစ်ချက်ထပ်နှိပ်ပါဒီဆိုရိုးဆေးထားတဲ့ overlay ထည့်ခြင်းတဲ့ဗီဒီယိုပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်အချက်ရွေးမယ်ဒီကောင်လေးရှိရောဒီကောင်လေးထည့်ရောပေါ့နော် But I don't wanna go meet a boyfriend. Okay, ဒီလိုလေးပေါ်လာရေပေါ့နော်။ဇက်ပုံလေးကိုကျွန်တော်နောက်ဆုံးလေးရွှေ့လိုက်မှာပေါ့နော်။ဇက်ပုံလေးကိုတစ်ချက်ထောက်ထောက်ပြီးတော့နောက်လေးရွှေ့မယ်။ Okay. ဒါဆိုရင် UI ပေါ့နော်။ပိုပါလေးဗီဒီယိုလေးကိုတစ်ချက်ပြန်ထောက်တော့ဒီဘားတန်းမှာ ဒီအောက်ဘာသာပါတဲ့ဟာပေါ့နော်ဒါပဲလေးရင်းနေဆွဲလိုက်ပါနောက်ဒီမှာ transform ဆိုတာရှိရပေါ့နော်ဒီ transformer ဝင်လိုက်ပါပြီးရင်ဒီမှာ resize ဆိုတာရှိရပေါ့နော်ဒီ resize ကဝင်မယ်ကျွန်တော်တို့ကောင်း crawl လုပ်လို့ရရဗျာလေလားဒီမှာကျွန်တော်ဒီဗီဒီယိုမှာပါတဲ့စာလားလေးပဲယူနော်လိုမျိုးလေးပေါ့နော် စာလေးပဲတည်နိုင်ရုံပဲဟုတ်ပြီပြင်ဒီလိုလေးလေးပေါ့နော်ပြန်ဆွဲပုံလေးကိုဒီဘက်လေးနမလေးပြန်ဆွဲပေါ့ဒါပြီဒါပြီဆိုအမှန်လေးချလိုက်ပေါ့နော်အမှန်ဒီပုံမှာပါတဲ့မန်ချီလေးโอเคလာမျိုးရရပေါ့နော်ဒီကောင်လေးကိုတစ်ချက်ထောက်ထားပဲနော်ဒီနေ့လေးသိလိုက်မယ်ဗျာ 哎，来没有？还有没有？OK，第七点是什么？ โอเคကျွန်တော် affiliate နည်းနည်းထဲမှာပေါ့เนาะနည်းနည်းကြည့်ရတာကြီးอ่ะရိုးရိုးကြီးဖြစ်နေရပေါ့ဟိုပါလေးရဲ့ဘေးကကျဲလေးကိုပြန်နှိပ်ပေါ့โอเคဗီဒီယို offer တော့ဝင်ပြီခံလူလန်ပေါ့เนาะခံလူလန် play ခံောက်လေးလည်းဆိုနည်းနည်း live ဖတ်တယ်ပေါ့เนาะအမှန်တော့လူရဲ့ဟာလေးပေါ့เนาะ Okay you know what I'll go အဖတ်ကိုအဆုံးထဲမှာဆိုတော့အဆုံးလေးဆွဲလိုက်ဆွဲပစ်လိုက်ပေါ့เนาะ 그 첫째 집 앱이야. 오케이, 이스테. 다소이 야바비. 이번 마 엑스포시메.